ကျွန်တော်တို့အတွက်တန်ရုံးစင်ဆိုတာဘာမှမရှိဘူးကျွန်တော်တို့အဆုံးဆုံးလေးတိုက်ကျွန်တော်တို့အနှစ်နှစ်အလားလားယူထားတဲ့စားဖက်ပညာပေါ့နော်ဒီရဟမောင်းနေမှုအပိုင်းပြင်ဆင်မှုအပိုင်းဌာနပေါင်းစုံရဲ့ပညာတွေအလုပ်သမားတွေအောက်ခြေဝန်ထမ်းမှာအများကြီးရှိတယ်ပညာရှင်တွေအဲ့ဒီနေရာကိုကျွန်တော်တို့အစားထိုးလို့မရဘူးဒီကိစ္စကြီးပြီးသွားလို့အောင်မြင်သွားပြီဆိုရင်သူတို့ညွှန်ကြားချက်တွေပေါ့ဒီဝန်ထမ်းတယောက်ကိုအမားတစ်ခုလောက်ရယ်ကို ပြောင်းရွှေ့လာတော့ကျွန်တော်တို့အများဖိနှိပ်တဲ့ နှစ်ကွတ်တဲ့ပုံစံမျိုးတို့ကျွန်တော်တို့ကလည်းမြေထမ်းပါဒိစစ်ကောင်စီအောက်မှာဆက်ပြီးတော့မှအလုပ်လုပ်နေကြတဲ့မြမမရဲထားယာရှိကြီးတွေကတော့ CDN ဝန်ထမ်းတွေကိုအမျိုးမျိုးညှိနှိုင်းခဲ့ကြတယ်လို့ဆက်ပြီးတော့မှပြောပြပါတယ်။ဥပမာအလုပ်သမားတဝက်ကအလုပ်ဆင်းပြီးတော့မှကြံတဝက်ကနားပြီးတော့မှအလှဲ့ကျအလုပ်ဆင်းမှုတွေအလုပ်တစ်ရက်ဆင်းပြီးတော့မှရက်20နားဖို့ဆက်သဖြင့် နှိမ့်နိုင်ခဲ့ကြတယ်လို့ဆိုပေမဲ့လည်းအခုလက်ရှိအထိတော့မြမမရထားဝင်နှန်းနေတာစီရီယံကိုမဖြုတ်ပဲဆက်ပြီးတော့မှတောင်းခံထားတော့မှပဲအခုလက်ရှိကျွန်တော်တို့စီရီယံလုံးနေတဲ့ဝင်နှန်းနေတာကျွန်တော်တို့ရဲ့နောက်မှာဘာရှိလဲဆိုတော့ဘာမှမရှိဘူးကျွန်တော်တို့ကျွန်တော်တို့ရဲ့ဘဝတွေကိုရင်းပြီးတော့မှကျွန်တော်တို့ကတိုက်ပွဲဝင်နေတာတိုက်ပွဲဝင်နေတဲ့ဆိုကျွန်တော်တို့ကအောင်မြင်အောင်လို့တော့တိုက်ရတော့မယ်ဘယ်သူဖြစ်ဖြစ်မပြတ်ပါဘူးရေတော့အောင် ္ဂလာမနက်ခင်ပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့မနက်ရှင်းနိုင်တဲ့တွင်တွေကိုတင်ဆက်ပေးပါတော့မယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်နိုင်ငံတော်ပြိုကွဲလာမဲ့အခြေအနေတွေကြုံတွေ့လာပါကနိုင်ငံတည်ငြိမ်ဖို့ဆောင်ရွက်ရမှာစစ်တပ်ကမရှိမဖြစ်လိုအပ်တာကြောင့်ကာကွယ်ရေးအမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့စစ်ကောင်ဆောင်ကပြောပါတယ် ီဇမလတရက်ကမန္တလေးတိုင်းပြည်ဦးလင်မြို့နယ်ဘ ਹੁ မိသက်တင်တန်းကျောင်းနဲ့ရဲအရာရှိလက်ကျေးကျောင်းဇီးပင်ကြီးမှာတင်တန်းသားတင်တန်းသူတွေနဲ့တွေ့ဆုံစဉ်စစ်ကောင်ဆောင်ကပြောဆိုခဲ့တာပါစစ်ကောင်ဆောင်ကနိုင်ငံဝန်ထမ်းတွေကိုအငိမ့်စားစစ်ဘုတ်ချုပ်တွေဝင်ရောက်ရှင်းပြမဲ့တပ်ခိုင်ပါတီကိုသာရွေးချယ်မဲပေးဖို့ဖိအားပေးမဲဆွယ်စည်းရုံးနေတာလို့နန်း CDM ဝန်ထမ်းတယောက်က TVB ကိုပြောပါရတယ်။ နိုင်ငံဝန်ထမ်းတွေအနေနဲ့လည်းဆွေရအစ်စ်ပြောင်းသွားပါကမိမိတို့တာဝန်အလိုက်ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပြီးအနာရပါတီနဲ့အစိုးရအဖွဲ့မူဝါဒများကွဲပြားသွားပေမဲ့ရုံးဌာနတွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းစစ်ကောင်ဆောင်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်၊ပဲခူး၊အေရဝတီ၊ကရင်၊မွန်နဲ့တနင်္သာရီတိုင်းတွေကိုစစ်ကောင်ဆောင်တွားရောက်ခဲ့စဉ်ကလာမယ့်ရွေးကောက်ပွဲမှာကကွယ်အမြင်ရှိသူတွေရွေးချယ်မဲပေးဖို့စက်ခါရီအတွက်မဲဆွယ်စီုံပေးခဲ့ပါတယ်။ ဆယ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာကျက်ခရီးပါတီအပါအဝင်ပါတီပေါင်း58ပါတီကကိုယ်စားလှယ်ပေါင်း9000ကျော်ဝင်ပြိုင်မှဖြစ်ပြီးအဲ့ဒီထဲမှာကျက်ခရီးပါတီကကိုယ်စားလှယ်ပေါင်း1000ကျော်ပါဝင်ပါတယ်ရှင်။အနာသိစစ်တပ်ကဖမ်းဆီးထားတဲ့သတင်းစာဆရာဦးစီသူအောင်မြင့် BBC Media Asia ရဲ့ခန်းစားကြည့်အစီအစဉ်က မတ်တထက်ခိုင်နဲ့အဆိုတော်တန်တာဝင်းတို့လွတ်ငြိမ်ချမ်းသာခွင့်တွေနဲ့ပြည်လဲလွတ်မြောက်လာကြောင်းသိရပါတယ်။ ဝိုင်းရင်သတင်းစာဆရာဦးစီသူအောင်မြင့်ကိုတော့စကောင်စီကပုံမှန်905ကကြီနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှန်1နှစ်လေကကြီတို့နဲ့တရားဆွဲဆိုထောက်ချထားတာဖြစ်ပြီးတော့ပြန်လည်လွတ်မြောက်လာကြောင်းကိုမိသားစုဝင်တယောက်ကလူမှုကွေရက်မှာအတည်ပြုရေးသားထားပါတယ် BBC Media Asia ခန်းစားကြည့်စီစဉ်ရဲ့အစီအစဉ်တင်ဆက်သူအလွတ်တန်သတင်းတောက်တယောက်လည်းဖြစ်တဲ့မထက်ထက်ခိုင်ကိုတော့ပုံမှန်905ကကြီပုံမှန်18နှစ်တင်တဲ့စုစုပေါင်း1006နှစ်ချမှတ်ထားတာဖြစ်ပြီး တာယာဝတီအချင်းထောင်ကနေလွတ်မြောက်လာအကြောင်းသိရပါတယ်ဒါပြင်2023နှစ်ကုန်ပိုင်းကအကိုဖြစ်သူနဲ့အတူဖမ်းဆီးခံခဲ့ရပြီးပုံမှန်905ကကြီးပုံမှ90ညရို့နဲ့တရားစွဲဆိုထောင်ချခံထားရတဲ့အစိုးရတန်တာဝင်းလဲနိုဝင်ဘာ30ရက်မှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းတန်တာဝင်းရဲ့မိတ်ဆွေတွေကသူတို့ရဲ့လူမှုကွေရက်မှာရေးသားထားပါတယ်။နိုဝင်ဘာ26နဲ့29ရက်တွေမှာနိုင်ငံအကျဉ်းသား350လွတ်မြောက်ခဲ့ပြီးဒီဇင်ဘာလတရနေ့မှာတော့ နိုင်ငံရေးအကျဉ်းသား268ယောက်လွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက် PPNM ရဲ့ကနဦးထုတ်ပြန်ထားချက်တွေအရသိရပါတယ်ရှင်စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားတွေကိုဇက်တိုက်လွတ်ပေးနေခဲ့တာဟာရွေးကောက်ပွဲနီလာချိန်မှာနိုင်ငံတကာမှအမြင်လှဖို့နဲ့နိုင်ငံရေးပြည်ရဲတွေပါဝင်ကြောင်းဥပဒေပညာရှင်တွေနဲ့နိုင်ငံအရေးကူညီနေသူတွေကပြောပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင် ဒီကဝယ်နီလာပြီဖြစ်တဲ့စစ်ကောင်စီကနိုင်ငံတကာမှာမျက်နှာပန်းလှဖို့အတွက်နဲ့လူလူရဲ့အမြင်ကြည်လင်မှုစရာရီအပြင်ကိုမှ နိုင်ငံရေးပရိယေရီပါဝင်ကြောင်းဥပဒေပညာရှင်တွေနဲ့နိုင်ကျင်းရေးကူညီသူတွေကတုံ့တက်ပါတယ်။အများစုကလူရည်နီးရဲ့နိုင်ကျင်းတွေဖြစ်ပြီးလက်နက်ဥပဒေအရအေးယူခံရသူတွေပါဝင်ပြီးနေပါကြောင်းကိုနိုင်ငံရေးကျင်းသားတွေကိုကူညီနေတဲ့ဥပဒေပညာရှင်တယောက်ကပြောပါတယ်။အခုလွတ်တဲ့နေရာမှာ905လေးထပ်ပါတယ်လို့ အဲပောက်ကွဲလဲပါတယ်လို့ပြောတယ်ဒါပေမဲ့လူကနဲတာပေါ့နော်အဓိကဒိုင်ဦးထောင်နဲ့တာယာဦးဒီထောင်ရလို့ပြောတယ်ထောင်ရနေပြီးအချင်းသားတွေလှုပ်ပေးတယ်လို့ပဲပြောတာအဲဘလုံးလူတွေလှုပ်ပေးတယ်ဆိုတာမျိုးသူတို့ကသတင်းမထုတ်ပြန်မင်းနဲ့အချင်းသားတွေလှုပ်တယ်အဲ့အခုလှုပ်လိုက်တဲ့အချင်းသားတွေထဲမှာ905လူတွေများနေတာသူတို့ကအဲ့လူတွေကိုရွေးပြီးလှုပ်တာလူရန်နေတယ်ပောက်ကွဲနေပတ်သက်တာဒီလိုလှုပ်တယ်ဆိုတဲ့အနေအထားမှာလည်းနိုင်ငံရေးပြည်ရည်အများကြီးပါတယ်လို့ယူဆတယ် အချင်းထောင်တွေမှာလူငယ်ချမ်းသာပေးဖို့နဲ့စစ်မှုထမ်းအတွက်လူငယ်တွေကိုခံဝင် ထိုးခိုင်းပြီးစစ်မှုထမ်းဆောင်စီဖို့အတွက်လှုံ့ဆော်ခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။နိုဝင်ဘာလ26ရက်နေ့28ရက်တွေမှာတော့နိုင်ငံရေးကျင်းသား350လွန်မြောက်ခဲ့ပြီးဒီဇင်ဘာလ1ရက်နေ့မှာတော့နိုင်ငံရေးကျင်းသား268ယောက်လွန်မြောက်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ကနဦးထုတ်ပြန်ထားချက်တွေရသိရပါတယ်။ဟုတ်တယ်ဗျာကျွန်တော်တို့ထင်တာကတော့ပေါ့နော် အထူးသဖြင့်905ကိုဖြုတ်ပေးလိုက်တဲ့အခါမှာသူတို့ငဘုံမူလာကျင်းထောင်မှာနေခဲ့တဲ့ကာလာနဲ့တွေ့လိုက်တဲ့အခါမှာနေစာအဖြစ်ပေါ့နော်ကာလာတခုပြစ်မိတဲ့သူတွေကိုလွတ်ပေးနေရဆိုတဲ့သဘောမျိုးတော့ကျွန်တော်တွေ့ရပါတယ်ဗျ။ဒီမန်လေးအိုးကိုမြင်းကြံတရက်မကွေးအာတခြားထောင်တွေလည်းလွတ်နေရတော့ကျွန်တော်တို့တွေ့နေရတယ်ဗျ။လက်ရှိလွတ်မြောက်လာသူတွေထဲမှာရှားစတကြီးဥပဒေပုံမှာ905ကကြီးတွေပြင်လက်နက်ဥပဒေအရအေးအေးယူခံရရသူတွေပါဝင် ပောက်ကွဲစေတတ်တဲ့ဝိထုပစ္စည်းများအဥပဒေအရအေးယူခံရသူတွေလည်းပါဝင်ကြောင်းသိရပါတယ်။အဲကျွန်တော်တို့သိတယ်လို့ငါရငါအပြင်ကူမှာအလို50ညတချို့လည်းပါလာတယ်။အလိုလက်နဲ့နဲ့မိတဲ့အမှုပေါ့နော်။မတရားသတ်မှတ်ထားတဲ့အမှုပဲ။အဲ့ဒီအမှုမှာက IP ပောက်ကွဲနိုင်တဲ့ပစ္စည်းသမားတွေလည်းပါလာတယ်။အဲတချို့ဆိုရင်16မိနစ်အလောက်ချထားတာ။တချို့ကြတော့လေ73မိနစ် အဲ့လိုလူကြီးပါလာတာပေါ့အများကြီးတော့မပါဘူးလို့ကျွန်တော်တော့ထင်တယ်လှုပ်ပေးတဲ့ကိစ္စမှာတောင်မှနိုင်ငံတကာအမြင်ပြောင်းဖို့ကအကြောင်းတစ်ချက်နောက်တစ်ခုကအဲ့ဒီလူတွေကိုအထက်ထဲမှာခံဝင်အနေနဲ့ဘာတွေထိုးခိုင်းတယ်လေပေါ့နော်ဒါရီလည်းမေးစရာရှိမှထင်တယ်သူတို့လွတ်ပြီးတဲ့ပုံစံကလွတ်တာလွတ်ပြီးလိုက်တယ်ရိုးရှင်းတဲ့ပုံစံမရှိဘူးတခြားအကြံစီတစ်ခုခုရှိနေတယ်လို့ပုံစံမျိုးပေါ့အခုတခါလොမြောက်လာသူတွေတဲ့ သတင်းစာဆရာဦးစီသူအောင်မြင့် BBC မီဒီယာအရှင်ရဲ့ခန်းစားကြီးအစီအစဉ်ကမတ်တထခိုင်အဆိုတော်တန်တာဝင်းနဲ့2019ခုနှစ်မြန်မာတိုင်းငံလုံးတက္ကသိုလ်ဝန်ထမ်းပထမဆုတဟိုဘာမာဖက်စ်ရရှိထားတဲ့မောင်ကျော်လင်းတန်းတို့လည်းပါဝင်ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့ကြေညာထားချက်တွေအရတရားစွဲဆိုခံရဆဲဖြစ်သူ9580ယောက်ကို အမှုပိတ်သိမ်းပေးခဲ့ပြီးထောင်ကြားခံနေရသူတွေက2361ယောက်ကိုငါးငါးကာကြီးအတွက် ပြစ်ဒဏ်ချမှတ်ခံရရတဲ့ပြစ်ဒဏ်တွေကိုခံဝင်နဲ့ရှော့ပေါ့ပေးလိုက်တယ်လို့ဆိုပါတယ်။ဒါအပြင်ငါးငါးကာကြီးတမှုရဲနဲ့ထောင်ဒဏ်ကျခံနေရသူ924ယောက်ကိုတော့ခံဝင်နဲ့လူငယ်ချမ်းသာခွင့်ပေးလိုက်တယ်လို့သိရပါတယ်။ကျွန်တော်ဝေပါ။အမြင်နဲ့မဟုတ်ဘူး။ ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ကလောသာစီနယ်ဆက်မှရှိတဲ့ရွှေမင်းဖုံးဒေသကရွှေလုတ်ကွက်တွင် ပြိုကျတဲ့အတွက်တွင်းလုတ်သား၂ယောက်သေဆုံးပြီး၃ယောက်ပျောက်ဆုံးနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။နိုဝင်ဘာလ၂၉ရက်မှာတွင်းပြိုကျခဲ့ပြီးတော့၅ယောက်ပျောက်ဆုံးက၂ယောက်ရဲ့အလောင်းကိုပြည်လဲတူးဖို့တွေ့ရှိပြီးကျန်၃ယောက်ကိုလည်းဆက်လက်တူးဖို့ရှာဖွေနေတယ်လို့ဆိုပါတယ်။ ဖောက်ခွဲမှုလုပ်တဲ့အချိန်မြေပြိုသွားတာဖြစ်ပြီးတည်ဆုံတဲ့အလောင်းနှလောင်းကိုပြန်တွေးပြီးကြံ၃ရောက်ကိုတော့ရှာဖွေနေတယ်လို့ဒေသခံကပြောပါတယ်။ပြေရှာတွေ့တဲ့ရုပ်လောင်းတွေကိုကစိအဖွဲ့ကအောင်ပန်းရီခွဲရုံကိုပို့ဆောင်ပေးပြီးမိသားစုတွေကိုအကြောင်းကြားကမိသူချိုပေးခဲ့တယ်လို့ဆိုပါတယ်။ ရွှေမင်းဖုံးဒေသဟာကလောမျိုးအနောက်ဘက်10မိုင်လောက်မှာရှိပြီးလမ်းဘက်ဆက်သွယ်ရေးခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ရွှေမင်းဖုံးဒေသမှာပြီးခဲ့တဲ့မတ်လအတွင်းလှုပ်ခတ်ခဲ့တဲ့အေအားပြင်းငလင်ကြောင့်ဒေသခံတွေအိမ်တရာကျော်ပျက်စီးပြီးရွှေရည်လုပ်ငန်းကိုလည်းထိခိုက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ပနက်ငယ်ကျေးရွာကရာဘာချံဥယျာဉ်ထဲမှာဒီဇင်ဘာလ၁ရက်မနက်9နာရီအချိန်လောက်ကအရက်သားဇနီးမောင်နှံတယောက်ကိုစစ်ကောင်စီတပ်တွေကတနက်နက်ပြစ်ခတ်ခဲ့တဲ့အတွက်ကြီးထိမှန်တရားရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ပနက်ငယ်ကျေးရွာကမတ်တမ်းမှုနဲ့ကိုထွေးလွင်တို့နှစ်ယောက်ဟာအဲ့အနီးဝန်းကျင်ကဥယျာဉ်ချက်ထဲမှာရာဘာချစ်ဖို့ထွက်လာတဲ့အချိန်ကိလက်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကတနက်နက်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ ပြစ်ခတ်မှုကြောင့်နှစ်ယောက်လုံးကြီးထိမှန်ခဲ့ပြီးအသက်30ကျော်အရွယ်မတန်မှုရဲ့ဝမ်ပိုင်းနဲ့အသက်40ကျော်အရွယ်ကိုထေးလွေရဲ့လက်ကိုကြီးထိမှန်ခဲ့တဲ့အတွက်ဗိမ့်မြို့စေုံကိုပို့ဆောင်လိုက်ရတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ဒေသခံနှစ်ယောက်ကိုပြစ်ခတ်တဲ့စစ်ကောင်စီတပ်သားတွေကမော်တော်ရွာအခြေဆိုင်306အမြောက်တပ်ကနေထွက်လာကြတာဖြစ်ပြီးတော့တိုက်ပွဲဖြစ်တာမရှိဘဲရန်တမ်းပြစ်ခတ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။တနင်္သာရီမြို့နယ်မှာထိတွေ့တိုက်ပွဲတွေမကြာခဏရှိနေပြီး စစ်ကောင်စီတပ်ဘက်ကမှားရွေးပစ်ခတ်တာတွေလည်းရှိတဲ့အတွက်ဒေသခံတွေအနေနဲ့သတိနဲ့သွာလာကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကသိပေးထားပါတယ်ရှင်။မြောက်ရီမျိုးတောင်ပဲမင်းလက်ပံကျေးရွာကြားဖြတ်ရုံက KNU ထိမ့်သိမ်းထားတဲ့တပ်တွေကိုပြည်လဲရယူနိုင်ဖို့စစ်တပ်စူးစမ်းနေလို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။အောင်ခတ်ပေးပို့ထားပါတယ်ရှင်။ ရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဘက်ဝလီလန်းဘော်ကဘလူးချင်းရနဲ့မင်းလက်ပန်ချီယာနီးမှာစစ်ကောင်မရှင်ကစစ်ကြောင်းတစ်ကြောင်းနဲ့မြေပြင်နဲ့ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းထုံးနေတာကြောင့်တပ်ဖွဲ့တွေပြင်းထန်နေပါတယ်။လက်ရှိမှာလည်း KNU ကထိန်းသိမ်းထားတဲ့မင်းလက်ပြန်အွန်လိုင်းဝင်လေလုပ်ငန်းကိုထိရောက်ဆောင်နေနိုင်မှုနိုင်ငံတကာရဲ့ရေးဝော်ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့ငွေမော်လာ25ရင်းကြီးက KNU ကထုတ်ပြန်ခဲ့ပြီးနောက်စစ်ကောင်မရှင်က လူလင်းနဲ့အင်အားဖြည့်တင်းပြီးထုတ်စစ်ဆင်ခဲ့တာပါဒီကရောင်းနေပြင်းရည်မြလဘောဦးရနီယာဒီကြောင့်ကျင်းလောမစီသားတဲ့တပြရုံ အဲလက်ရှိအရေးဥဒေလာပြီးတော့တိုက်တိုက်နေတာရှိတော့ဟိုထုတ်ပြန်ချက်ကိုပဲကြည့် KNU ဘုံထားပြီးတော့ပြန်မထားပြီးတော့ဒီချားမြတ်မှာပါရဲဆိုဆိုဆွဲချက်တွေကိုစစ်ကောင်စီဘက်ကနေပြီးတော့စစ်ကောင်စီရဲ့တရင်မီဒီယာတွေကနေဆွဆွဲပြောစုနေတာရှိတယ်ပေါ့နော်အဲ့တော့ခရီးပါဟို KNU ကလည်းမဟုတ်ကြောင်းတက်တည်ပြဖို့ဆိုတဲ့ဟာကို တို့ဒီဒီတက်ရှိဒေးစီရောက်လာတဲ့ဘာလို့တို့တွေအခြေခံအချက်လက်တွေရှာနေတယ်လို့ဒါကျွန်တော်တို့ဘေးကနေသိကြတယ်ပေါ့အဲတော့ဒီကိစ္စကဲနူလည်းမရောက်ရေဒီချပြဒီဟာဟိုရဲနူပြလက်လို့ရအလူချင်းနဲ့ချက်လက်ဒီမရကြီးဥတဲ့စစ်စီလုပ်တယ်လို့ဒါကျွန်တော်တို့ကဒီလိုပဲတုံ့တရတာပေါ့ရှစ်ကောင်မရှင်ကအွန်လိုင်းညီငယ်မှုလောင်းစားမှုတွေကိုမြမမြေပေါ်ကနေအပိတိုင်းခြုံငင်းတော့အောင်အမြင့်ပြချိန်မုံတုတ်တင်သွားမယ်လို့ ြောဆိုခဲ့ပါတယ်။မင်းလည်းပြင်ချပြင်ယုံကနေဣရီရိုဘီယာ၊ယဝန္တာ၊အီဂျီ၊ဖိလစ်ပိုင်၊တရုတ်၊မလေးရှား၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ထိုင်ဝမ်၊ဟောင်ကောင်စတဲ့နိုင်ငံကအလုသမား900ကျော်နဲ့အလုသမားပေါင်း2000ကျော်ကိုကရင်ကတွေ့ရှိခဲ့တာအကြောင်းထိမ့်သိမ်းခဲ့ပါတယ်။ KNUC ကမင်းလည်းပြင်ချပြင်ယုံကတက်တေတွေပြန်လည်ရရှိရေးကစစ်တပ်အတွက်အသက်သမျှရေးကြီးရလို့ ကင်းစေးလေးလာသူတွေကပြောပါတယ်ပါပုံမှန်လေးတော့မင်းလည်းပါဘူးဒီ KNU ကမျိုးယူလိုက်တာကတောင်းကုန်းနဲ့ပတ်ထူလိုက်တာတော့ကိတာကဘာလို့ဘာလို့ကပ်ပြီးတောင်းတာလဲအားလုံးလည်းပါကအာ KNU ကညောက်ပါတယ်နော်အဲ့တော့ KNU ကညောက်ပါ KNU အရာကိုဟိုပြန်ရချင်တာတောင်းတော့အသက်တွေကကြီးပါတယ်ဒီလိုအစ်ဒီစားဒီခက်တဲ့ဒီကအဲ့ဒီကွန်ပျူတာနဲ့အရင်ကအားလုံးကဒီသက်ဆိုင်တာသူတို့ကြောက်ပြတ်တိုက်ကြီးဝေါ် တခါကရောက်သွားခဲ့တဲ့အဲပါကောမလို့ဒီပေါ်ပေါ်သတ်သတ်ပြီးကိုကသတ်ပြီးအောက်ခံချက်ပုံပါနော်အဲတော့ဘုရားရင်ကိုချက်တယ်သူတို့အေးပတ်ဘုရားဘုရားအားဘိုင်းတွေချက်ပြီးလက်သာဖြောင်းတယ်တော့ဒီမြေလက်ပါမှာကျတော့မဖြောင်းလိုက်နိုင်ဘူးပေါ့နော်မဖြောင်းလိုက်တဲ့အဲ့ပြည်ကတော့ဒီရေခဲမှာရောက်သွားတယ်တော်ရောက်သွားတဲ့တော့ဘလူတို့အဲ့ပြည်တော့ဘာလို့ကြံလာမှုကြောက်တာပေါ့သူတို့ဘုရားတော့သူစိုးသားကြလက်ရှိမှာလေရသေးဥဘက်ကနေဖလူချင်းရွာနဲ့ မထတ်တလေးဘက်ကနေမင်းလက်ပံကိုစစ်ကြောင်းထုံးနေတာအကြောင်းတိုက်ဝဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဒါကြောင့်နိုင်ငံတကာကတက်တီထောက်ထားနေပြီးအမြန်ဆုံးရယူဖို့နဲ့ရက်ကြရင် KNU နေနဲ့ထိမ့်မင်းရခက်လာနိုင်တယ်လို့အရင်စီရင်လေးလာသူတွေကပြောပါတယ်။တော့တော့ဒီ PSD ဒီနေ့လေအခင်ကတိတ်ရှိရှိဒါတော့ကျွန်တော်တို့ကတန်းတန်းကြာနေတဲ့ပါတီလို့ဆိုတော့တကယ်ဒီရည်ရည်ကတော့ကျွန်တော်တို့ဒီတက်တီထောက်ထားလို့ဂျင်းနေတယ် ဟိုသူဘာမှအပေါ်မှာဖြစ်ခင်မှာအကျဉ်းအောင်လုပ်မယ်။လွယ်ကြောင်ရလိုက်တာကဒိတ်ခါဘူးလို့အဲ့လိုနောက်ရနေပြသွားပြီးကျတာရီကပြန်သူ့ကြည့်ထောက်ပါတူထိမ့်သိမ်းတာမဟုတ်အဲ့ဒီကသူ့ကိုယ်လိုက်တာဘယ်လိုလုပ်လဲပေါ့နော်အဲ့ဒါအဲ့ဒါကြာနေတော့အကူလက်ကကြောက်သွားနေတာပေါ့နော်စစ်ကောင်မရှင်ကမြေပြင်နဲ့ဝင်ရင်ပြစ်ကိုရယူပြီးဒုစစ်ဆင်လာတာနဲ့ပတ်သက်ပြီးဂန်ယူတောင်ဝင်ရှိသူတွေကို DPP ကဆက်သွယ်မေးမြန်းခဲ့ပြီးမယ်။တရင်တော်လင်းချိန်ထိ ပြန်လည်ဖြေဆိုတာမရှိပါဘူးဒီဇင်ဘာလ10ရက်နေ့ည9:00နာရီကစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ချမ်းသာကျေးရွာတွင်ကြားရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူမျိုးသမီးကြီးရဘက်ချီတော့ထိမှန်တဲ့ရရှိခဲ့ပါတယ်ကျွန်တော်ပေါင်းခတ်ပါ ရှေ့တရုတ်ပင်လယ်အတွင်းပထဝီနိုင်ငံရဲ့အရာအကဲဆက်တဲ့ကျွန်းစုတွေအနီးမှာတရုတ်နဲ့ဂျပန်ကမ်းခြေစောင်းတပ်တွေထိပ်တိုက်တွေ့ခဲ့ပြီးတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့နှစ်ဖက်ထုတ်ပြန်ချက်တွေကကွဲလွဲနေပါတယ်။ဂျပန်ကစကာကူတရုတ်က တောင်းယူလို့ခေါ်ပြီးအငင်းပွားနေကြတဲ့ဒီကျွန်းတွေကိုတရုတ်ကပိုင်ဆိုင်ကြောင်းကြေညာထားပေမဲ့လက်ရှိမှာတော့ဂျပန်ဘက်ကစီမံအုပ်ချုပ်နေတာပါ။ ဒီဇင်ဘာလ2ရက်နေ့မှာတော့အဲ့ဒီရေပြင်ထဲကိုဂျပန်ငါးဖက်လေတစ်စင်းတရားမှုရင်ဝင်ရောက်လာတယ်လို့တရုတ်ကမ်းခြေစောက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်ဂျပန်ကမ်းခြေစောက်တပ်ဖွဲ့ဘက်ကတော့ဂျပန်ငါးဖက်လှနာကိုတရုတ်ကမ်းခြေစောက်တင်မောနှစ်စင်းကတ်လာတဲ့အတွက်ဂျပန်ဟန်တာပြီးမောက်ထုတ်ခဲ့ရတယ်လို့ဆိုပါတယ် တရုတ်ကထိုင်ဝမ်ကိုတိုက်ခတ်လာရင်ဂျပန်ကစစ်ရေးအရာပါဝင်ပတ်သက်မယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနာအက်တာကအိချီကပြောကြားခဲ့ပြီးမှနိုင်ငံဆက်ဆံရေးတင်မနေချိန်အခုလိုထိတိုက်တွဲမှုဖြစ်ပွားခဲ့တာပါတရုတ်ပြည်မကြီးကတော့ကိုပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကျွန်းကိုသူ့နယ်မြေအဖြစ်သတ်မှတ်ထားပြီးလူအယင်အင်အားသုံးပြည်လဲပေါင်းစည်းသွားမယ်လို့ပြောဆိုထားပါတယ်အခုပြဿနာဖြစ်ပွားရာဆန်ကာကုကျွန်းတွေဟာထိုင်ဝမ်ကျွန်းရဲ့အနောက်တောင်ဘက်ကီလိုမီတာ160กว่าမှာတည်ရှိပါတယ် ပြီးခဲ့တဲ့နှစ်တွေအတွင်းဒီကျွန်းစုတွေအနည်းမှာတရုတ်အစိုးရပိုင်သင်္ဘောတွေဖြတ်တန်သွားလာမှုစံချိန်တွေမြင့်တက်ခဲ့ပြီးဂျပန်ကိုအကဲဆက်တဲ့အနေနဲ့တရုတ်ဘက်ကသင်္ဘောအရေအတွက်တိုးမြင့်စေလိုလာတာလည်းဖြစ်ပါရဲ့ရှင်မန်စတီအယံဂိုသမားနှစ်ဦးဖြစ်တဲ့စတီဖန်အော်တီဂါနဲ့အင်္ဂလန်လူငယ်ဂိုသမားဂျိမ်းစ်ထရက်ဖိုးတို့ဟာ လာမယ့်ဇန်နဝါရီမှာထွက်ခွာဖို့စီစဉ်ထားတယ်လို့သိရပါဗျ။ အဲ့ဒီဂိုသမား2ဦးဟာအီတလီဂိုသမားဒိုနာရမာ ရောက်ရှိလာပြီးနောက်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပြီးဂိုသမားအော်ဒီဂါဆိုရင်ပွဲစစ်တက်မှာအရန်ကစားသမားအဖြစ်ပါဝင်လာပြီးနောက်အသင်းလူစီးရင်မှာပါဝင်ခြင်းမရှိတော့သူပါဂိုသမားထရဖိုဟာအင်္ဂလန်လက်ရွေးစည်အသင်းမှာပြန်လည်ပါဝင်နိုင်ဖို့အတွက်ပွဲထွက်ကစားခွင့်လိုအပ်နေတာကြောင့်အသင်းပြောင်းရွှေ့ဖို့စီစဉ်လာခဲ့တာပါထရဖိုဟာအခုနှစ်အစကမှဗန်လီကနေပြောင်းရွှေ့လာသူဖြစ်ပြီးတော့ ငါးလအတွင်းမှာပဲအသင်းကနေထွက်ခွာဖို့စီစဉ်လာခဲ့တာပါမန်စတီအသင်းမှာအသက်33နှစ်ရှိဝိုင်ယန်ဂိုသမာဘက်တင်နယ်လီလည်းရှိနေပြီးစီနီယာဂိုသမာလေးဦးထိရှိနေတာဖြစ်ပါတယ်ရှင် DBB ရုပ်မြင်သံကြားရဲ့မနက်ရှင်းနိုင်တဲ့တွင်ကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပြရရှိတဲ့တွင်ကိုဖြစ်ဆက်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင် DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစာပစက်အငါပေးစာများဖတ်ကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီရေဟုတ်ကဲ့မင်္ဂလာပါကောင်ချေပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB စီစဉ်ဒီတစ်ပတ်အတွက်ပြန်လည်ထုတ်လွှင့်မဲ့အချိန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမတည်ပေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးစာကတော့ဒါအခုတလောနာမည်ကြီးနေတဲ့ဒီကြဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာနဲ့ပထမဦးဆုံးဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်အခုတလောနာမည်ကြီးနေတဲ့ကြဖြန့်နဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လိုက်တာပါစစ်တပ်နဲ့ BGF ကကြဖြန့် online ငွေလင်ခိုင်းတွေကိုနှိမ်နင်းမယ်ဆိုတာဟန်ပြတတ်သက်ပါပဲတကယ်တမ်းလူစုတာ အင်တာဗျူရာတွေကရန်ကုန်မြို့လေကနာမည်ကြီး Diamond Square အဆောက်အုံအပေါ်ဒက်မှာရုံးခန်းဖွင့်ပြီးတော့လုပ်နေကြပါတယ်။အဲ့ဒီနေရာမှာကျွန်တော်ရဲ့အကူနှစ်ယောက်ကိုအင်တာဗျူးပြီးတော့လာရှိုးမှာအလုတ်ညာပြီးခန့်ခဲ့တယ်လို့တူလေးတယောက်ကိုတော့မြောက်ရီဘက်ကိုစီးရင်ကိုင်းဆိုပြီးတော့ဖိုးလိုက်ပါတယ်။နေကလာတဲ့လူတွေဆိုတော့ကြားဖြတ်မှန်လည်းမသိဘူးလေ။ကွန်ပျူတာစီးရင်ကိုင်းဆိုပြီးပဲသိကြတယ်။အကူတွေကတော့စာချုပ်ပြည့်လို့ပြန်လာတာကြပါပြီ။ တူလေးကတော့အရင်လာကမှထွက်ပြေးပြီးတော့လွံ့မြောက်လာခဲ့ပါတယ်။တကယ်တမ်းကြားဖြန့်ယုံအများစုဟာရန်ကုန်မှာအများဆုံးပါဆိုပြီးတော့ရေးသားပေးဖို့လာတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအခုဆိုရင်ဒါကျွန်တော်တို့ဒီမြန်မာနဲ့ဒါနယ်စပ်ဒေသတချို့တွေမှာဆိုရင်ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့နှိမ်နှင်းမှုတွေလုံနေတယ်ပေါ့နော်ဒါစက်တက်ကလည်းဒါဟန်ပြနေနေတယ်ဆိုပြီးတော့ဒါဝေဖန်မှုတွေရှိနေတယ်နောက်တစ်ဆက်ထဲမှာပဲကျွန်တော်တို့ ဒီစစ်တပ်အထိုင်အများဆုံးရှိတဲ့ဒီမင်္ဂလာဒုံပတ်ဝန်းကျင် area မှာဆိုရင်လဲကြားဖြန့်နေဒါအိမ်တွေငှားပြီးတော့လုတ်ကင်နေတယ်ဆိုပြီးတော့ဒါဒေသခံတွေရဲ့သတင်းပေးပို့ချက်တွေကိုကူကားပြီးတော့ဒါသတင်းတွေထဲမှာလည်းရေးသားဖော်ပြနေတာကိုတွေ့နေရပါတယ်ဒါအခုလိုမျိုးကြားဖြန့်နဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတာကိုလည်းဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတခါကျွန်မဖျက်ပြပေးခြင်းနဲ့ပေးစာကတော့ပတ်စဉ်ပတ်တိုင်းကျွန်မတို့စီစဉ်ကူစာရီ